မင်္ဂလာပါဒီနေ့ပြောမှာကခါလယ်မှာအပူနဲ့ညီကိုထပ်အောင်မူပေါ့နော်အပူညီကိုထပ်အောင်မူအဲ့မူရဲ့အကြောင်းလေးကိုပြောပြမှာပါအဲ့ကြတော့ကျွန်တော်နဲ့အတူခဏလောက်အချိန်လေးပြီးပြီးတော့ like ကြည့်ပြန်နော်ကျွန်တော်ပြောတိုင်းလည်းမယုံပါနဲ့ဒီကလင်ဒါတစ်နှစ်ခွဲစားကလင်ဒါမှာထွက်ချင်းမထွက်ချင်းဆိုတာမိတ်ဆွေတို့ကိုယ်တိုင်ကျွန်တော်နဲ့တူ like ကြည့်ပါကြတော့ကျွန်တော်ဒီမဲ့ ဒီမူရဲ့တဒံခါလင်မှာ အပူညီကိုဆင့်ရောဒီမှာ2 5 6 2889အဘောက56ဒီခါလင်မှာ56ကညီကိုအောက်ကရောက်တဲ့ဒုတိယရက်က2 8 9ကိုအလဲမှာအပူအပူညီကိုတဲ့ထောက်ကြရင်ဆေးရအတော်တော်မှာတဲ့1350ခွန်အခွေကကျင်းဒီပေါထွက်တယ်ဆိုတော့ဟိုမိုစစ်ကြီးရဲ့ချင်းတရ2ရက်3ရက်မြောက်မှာ13လို့ထွက်ပါတယ် ဟုတ်ပြီနော်ဒါကအဲ့တက်သုံးလို့ထွက်တဲ့ရက်မှာပဲတက်သုံးနှစ်တုံညာအလယ်မှာညီကိုဖြစ်သလိုနောက်ရက်မှာသုံးတုံညာတုံညာနှစ်အပူခားလည်းမှာအပူဖြစ်ပါတယ်အလိုပဲညီကိုနဲ့အပူအပူနဲ့ညီကိုဆင့်ရင်ဆယ်ရအတွင်းတက်သုံး၅ခွန်အခွေဆိုတော့နောက်ပထမရက်မှာပဲခွန်တက်လို့ထွက်ပါတယ်နောက်တစ်ခါခွန်နှစ်၃၄ အလယ်မှာ2 3ညီကိုနောက်တစ်ခါ콘레레차လဲမှာ၄၄ဆိုတော့အပူညီကုန်းနဲ့အပူစစ်ပြီဆိုရင်နဲ့တက်၃၅ခွန်အခွေဘူးက၁၀ရက်အတွင်းကြာရဲဆိုတော့၉၈၈၈တည့်ရက်မထွက်ခဲ့ပါဘူး၂ရက်၃ရက်၄ရက်မြောက်မှာတက်ခွန်လို့ထွက်ပါတယ်အဲ့လိုပဲနောက်တစ်ခါဒီမူဖြစ်တဲ့အလဲမှာအပူညီကိုစစ်နာရှာကြည့်တော့၈၉၉ခွန်၅၁၃၉ ခါလဲမှာအပူးနဲ့ညီကိုစင့်တယ်အပူးမနဲ့ညီကိုစင့်ရင်၁၃၅ခွန်အခွေဘူးက10ရက်အတွင်းဆိုတော့10ရက်2ရက်3ရက်4ရက်4ရက်တိမထွက်ဘူး9ရက်မြောက်မှာ3ဘူးလို့ထွက်ပါတယ်လဲနောက်တစ်ခါဒီမှာ3ရက်9 3ရက်3ရက်ခွန်အလဲမှာပူးတယ်နောက်ရက်ကကြတော့၄၉၈၈ လဲမာညီကိုဖြစ်တယ်အပူညီကိုဆင်းတယ်ဆင်းရင်တက်သုံးခါခွန်ခွေဆိုတော့ခွန်သုံးဆိုပြီးပထမချက်မှာပဲတန်းထွက်သွားပါတယ်နောက်ထပ်6668 89 303อปุญญีကိုဆင်းရင်1 3 5ခွန်အခွေဆိုတော့1ရက်2ရက်3ရက်4ရက်5ရက်မြတ်မှာခွန်သုံးလို့ထွက်ပါတယ်အဲအဲ့ခွန်သုံးထွက်ပြီးနောက်ရက်မှာပဲ1 1 1 3 3 3 3အလဲမှာညီကိုရဲ့အပူထပ်အောင်ဆင်းပါတယ် ထအောင်ဆင့်ပြီဆိုရင်ကျွန်တော်တို့1 3 5ခွန်အခွေက10ရက်ဆိုတော့10ရက်2ရက်3ရက်4ရက်မထွက်ခဲ့ပါဘူးနောက်တစ်ပတ်5 6ရက်မထွက်သေးပါဘူး9ရက်မြောက်မှာတစ်ဘူးလို့ထွက်ပါတယ်အဲ့လိုပဲနောက်တစ်ခါ3ည2 3 5 5 6ညီကိုအပူထအောင်ဆင့်တယ်ညီကိုအပူထအောင်ဆင့်10ရက်အတွင်းမှာ1 3 5ခွန်အခွေဆိုတော့ တရနှစ်ရမထွက်ဘူးမထွက်ဘဲနဲ့ပဲဒီမှာထွက်လဲဆိုတော့3ရမြောက်မှာ35လို့ထွက်ပါတယ်။ဟောပြီးအဲ့မှာအောက်ပိုင်းကလည်းအောက်နောက်တစ်ဘက်မှာ3959 3239အလဲမှာအပူးကြီးကိုထောက်ဆင်းတဲ့အတွက်နောက်ရမှာ91လို့တန်းပြီးတော့ထွက်သွားပါတယ်။ဟောနောက်တစ်ခါကျွန်တော်တို့ဒီမှာ39392669ခါလဲမှာညီကူအပူးထောက်ဆင်းပြီဆိုတာနဲ့ ဆယ်ရက်အတော်တော်မှာ1 3 5ခွန်အခွေဘူးဆိုတော့တရက်2ရက်မြောက်မှာ5ခွန်လို့ထွက်ပါတယ်။ဒါကျွန်တော်ပြောတိုင်းလဲလိုက်မယုံနဲ့ပေါ့နော်ကျွန်တော်နဲ့အတူလိုက်စစ်ကြည့်ပါအခုကျွန်တော်ပြောချင်တာက5 4 5 6 1 0 4အလဲမှာညီကိုနောက်ရက်ကအပူအပူညီကိုထောက်ဆင်းရင်1350ဆိုတော့အခွေဘူးက10ရက်အတွင်းကြရတယ်ဆိုတော့10ရက်2ရက်မထွက်ခဲ့ပါဘူး 3ရက်မထွက်ဘူး4ရက်လည်းမထွက်ဘူး5ရက်လည်းမထွက်ဘူး6ရက်လည်းမထွက်ခဲ့သေးပါဘူးပြ9ရက်မထွက်သေးပါဘူး10ရက်မထွက်သေးဘူး9ရက်လည်းမထွက်ခဲ့သေးပါဘူးအဲဆိုရင်ကျွန်တော်တို့ကဒီနေ့က1395ခွန်အခွေဘူးရဲ့10ရက်မြောက်ရချင်းစီးတဲ့နေ့ပါကျွန်တော်တို့ပုံမှန်အဖြစ်တော့မူတစ်ခုကိုရှာရင်တက်တန်းတွေက9ရက်5ရက်10ရက် အဲ့လိုတက်ပေးပါတယ်ဒါကြတော့ကျွန်တော်တို့ဒီခားလဲမှာအပူညီကိုစင့်ရင်၃390အခွေဘူးကယနေ့ရချင်းစေပါတယ်ဒီတနစ်ခွဲတာကလင်တာမှာဒီမူပေါ့နော်ခားလဲအပူညီကိုထောက်အောင်မူဖြစ်ခဲ့ခြင်းကတစ်ကြိမ်နှစ်ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ် စက်တချိန်မြောက်ပါ10ချိန်ကတော့အတိထွက်ခဲ့ပြီအခုဒီနေ့က135ခုအခွေဘူးထွက်ခဲ့မယ်ဆိုရင်ဒီမူတီစက်တချိန်မြောက်ရက်ပွဲမရှိပါဘူးဒါကြောင့်ဒီတနေ့ခွဲတာကလင်နာမှာ99ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီးပါပြီ99.90အောင်မြင်ထားတဲ့မူမိတ်ဆွေတို့ကဒီနေ့တရမနက်ခင်းနဲ့ညနေခင်းရွေးချယ်လိုက်လို့ကစားလိုက်လို့အောင်မြင်ခဲ့တယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံတရားနဲ့ ငွေနံတင်တာနဲ့ထပ်တူကြလို့ပါတကယ်လို့ဒီအခွေတာဖောက်ခဲ့တယ်ရနောက်ကြခဲ့တယ်ဆိုရင်တော့ဒါမိမိရဲ့ကံငွေနံနောက်ကြတယ်ငွေနံမတင်ဘူးလို့ပဲပြောရမှာပေါ့နော်အကြတော့ကြိုက်တဲ့ဆိုရင်တော့ဒီနေ့မနက်နဲ့ညနေကို1.35ခွန်အခွေဘူးကစားပါလို့အကြံဉာဏ်ပေးပါတယ်အထက်မှာမှကျွန်တော်ရဲ့အကြိုက်ဆုံးခဏန်းကိုရွေးချယ်ပေးပါဆိုရင်တက်တက်ခွန်ရဲ့ 39ရေ3လုံးခွင်ရေ9ဘူးရေဆိုပြီးရှိပါတယ်အဲ့ဒါလေးကိုအဓိကထားပြီးကစားသီးလောက်ပါတယ်ဗျာအားလုံးပဲအပိတ်နေမှာစီးပွားလက်လာပါတူတက်ပါစေဒီလာတူတက်စိတ်ကူးတိုင်းကြံစီတိုင်းအောင်မြင်ပါစေဗျာ